တင်ခန့်ကျောင်းမှာသတင်းရုံးလာစန်း၁၄ရက်နေ့ညချိန်ပြီးတော့မှသတင်းရုံးလာစန်း၁၅ရက်နေ့ဖြစ်တဲ့သတင်းကြိုလက်ပြီးလေးမှာကျွန်တော်တင်ခန့်ကျောင်းကနေမိန်ပြူဖရာကျောင်းကိုပြန်လည်ပြီးတော့မှပြန်ဆောင်ပါတယ်။ ရှိနေတာကတော့မိုင်းပြိုးစံကြောင်းတော်နီးမှာရောက်ရှိနေတာပဲဖြစ်ပါတယ်။ဒီနေ့ကတော့သတင်းကြွလ35ရက်နေ့သတင်းကြွလပြည့်နေ့အပြီးဒီမှာအခါတော်နေ့ပဲဖြစ်ပါတယ်ခင်ဗျာ။အင်းလေးပေါင်တော်ဦးမြတ်စွာဘုရားဒေသစာကြီးကြွချီပွဲကိုစက်တင်ဘာလ22ရက်နေ့ကနေအောက်တိုဘာလ9ရက်နေ့ထိကျင်းပသွားမှာပဲဖြစ်ပါတယ်။ဒီနေ့ဟာသတင်းကြွလပြည့်နေ့ဖြစ်တဲ့အတွက်ဖျားဘူးဧည့်သည်များများစွာနဲ့စီကားနေတဲ့နေ့လေးပဲဖြစ်ပါတယ်။အဲ့တော့သူတို့ပင်ဆောင်တဲ့နေရာမှာဒီဘလူးချောင်းကလည်းတောင်ဖက်ကိုရေစီးနေတယ်။ပေါင်တော်ကလည်းကျွန်တော်မြောက်ဖက်ကိုဆန်တဲ့တော့ရေဆန်ဖြစ်

တော့ဂျင်းခန့်နဲ့မိန်ပြူနဲ့ဖျားဆွဲတာလည်းတော်တော်ပင်ပန်းကြပါတယ်လေစီ3 40လောက်နဲ့ဒါကျွန်တော်မိန်ပြူကိုကျွန်တော်စီမှာပြောလို့ဖျားကြွားတာနေဆုံးအမီဆွဲရပါတယ်ကစ ရှိနေရတော့မိုင်းပြိုးစံကြောင်းတို့ရောက်ရှိနေတာပဲဖြစ်ပါတယ်။ခေါင်းတော်ဦးမြတ်စွာဘုရားများဟာကျင်းကန်းစံကြောင်းတို့ကနေမှာမိုင်းပြိုးစံကြောင်းတို့မှာကြောက်ချီပူဇော်ခံနေတာပဲဖြစ်ပါတယ်ခင်ဗျာ။ဟောအဲ့အဲ့ဒီလာပြီနေ့မှာကျွန်တော်မိန်းပြိုးရာချင်းကျောင်းမှာတညတာကိန်းဖို့ပါတယ်။အဲ့လိုပါပဲမိန်းပြိုးကျောင်းမှာလည်းကျွန်တော်တို့ကဒီမိန်းပြိုးချေရရဲ့ရှေ့ဘက်မှာရှိတဲ့ဟောကျွန်တော်ချမ်းပအိုးစားတဲ့အတိုင်းစားလူမျိုးများမိန်းပြိုးကျောင်းမှာလာရောက်ဖူးမြော့ကြပါတယ်။